ဖားကဲမျိုးကိုဦးတီစစ်ကြောင်းထိုးလာတဲ့စက်ကောင်စီစစ်ကြောင်းနဲ့ KIA ပူးပေါင်းတပ်တော်မဟုပင်ကြီးရွာကြောက်ထုအကျော်ဘွမ်းကထောင်မှာမေလာတရက်နေ့မနက်စောပိုင်းကစပြီးတိုက်ပွဲပြင်းထန်နေရလို့စစ်ရေးသတင်းမျိုးစီကတရားပါဗျာ။ ကောင်းမိုင်းကြီးရွာကျော်မအူပင်ကြီးရွာမှာ9ရက်လောက်ထိခရိုင်ပူပေါင်းတပ်တွေပိတ်ဆို့တိုက်ခိုက်နေတဲ့ကြားကစစ်အင်အား900ဝန်းကျင်လောက်ပါတဲ့စစ်ကောင်စီစစ်တောင်းတွေဟာမအူပင်ကြီးရွာကြောက်ထို့ကျော်ပွမ်းကထောင်ကိုရောက်ရှိလာခဲ့တယ်လို့ဆိုပါရယ်နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာကြောင့်ဖားကန့်ကောင်းမိုင်းသွားတဲ့လမ်းကိုပိတ်ထားရလဲတပတ်ကြာရှိလာပြီဖြစ်ပါရယ်ဒါ့အပြင်ဖားကန့်သွားတဲ့လမ်းပေါ်ကလဝါကြီးရွာတွေကိုဖျားကြောင်ဝင်နေတက်ဆွဲနေထိုင်နေတဲ့မင်းစေတန့်ပြည်သူစစ်တပ်ဖွဲ့နဲ့စစ်ကောင်စီပူးပေါင်းတပ်တွေနဲ့လည်းဒီကနေ့မှတိုက်ပွဲဖြစ်ပွားနေရလို့စီ းသတင်းမျက်စီကသိရပါဗျ။ပြီးခဲ့တဲ့ရက်ပိုင်းကစပြီးစစ်ကောင်စီတပ်တွေဟာကာမိုင်လန်နဲ့အင်တော်ကြီးဒေတာခွေခါလန်နှစ်ခုကနေဖားကက်ဒေတာဘက်ကိုဦးတည်ပြီးစစ်ရင်အားတထောင်လောက်နဲ့စစ်တောင်းထိုးဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။တိုက်ပွဲကြောင့်ဖားကက်လန်မှတလျှောက်မှရှိတဲ့နန်ယာ၊ဆိုင်းဖျာ၊ကတ်မော၊တရားညီနောင်၊ပြားအောင်စတဲ့ကြီးရွာနေဒေတာခံပြည်သူတွေကပြီးခဲ့တဲ့ဧပြီလ25ရက်နေ့နောက်ပိုင်းဖားကက်မြို့ဝကနေစစ်ဘေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်ရှင်။